အလုံးမဲမင်္ဂလာပါဒီနေ့မှာလဲပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောပြပါမယ်အဲ့ဒါကတော့ကျွန်တော်တို့တောထဲမှာတက်ကတူចောင်းသားကြီးကင်းထောက်စကန်ခြာရင်းနဲ့နေဆံညာခံနေရှိတဲ့ပိတ်တာဘုံသူအသူရကယ်ဘုံကြီးရောက်သွားတဲ့ចောင်းသားလေးတယောက်အကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့ဒီកောင်လေးတွေကတောထဲမှာကင်းထောက်စကန်သွားခြာတယ်ဆရာကဘယ်သူကတော့ဘာတာဝင်ယူဘာတာဝင်ယူစသဖြင့်တာဝင်နေခွဲပြလိုက်တော့ခွဲပြလိုက်တော့သူက တာဝန်တွေကိုလုံးနေရင်လည်းသူ့ခြေထောက်ကိုညှောင့်ဆူးပါလေရောဖျားတက်ပြီးတော့မခံမရနိုင်နေဖြစ်ပြီးတော့မျောတော့မျောသွားတယ်ဆိုတော့သတိမိတ်မျောသွားတာပေါ့ဗျာသတိပြန်မလဲလာတော့အဲ့ဒါနဲ့အကောင်လုံးကလည်းစီစဉ်တစ်ခုလုံးဖျက်ပြီးတော့ဒီအေးဘော်လူနာဖြစ်နေတဲ့ဒီတက္ကသိုလ်ကျောင်းသားလေးကိုစီအောင်ပို့လိုက်ရတယ်စီအောင်ပို့လိုက်တဲ့အထိဒီကလေးလေးကသတိပြန်မလဲလာမျောနေသူကမျောတာမှဘယ်လောက်ထိမျောလဲဆိုတော့တလနှစ်လသုံးလလေးလလောက်ဖြစ်သွားတယ် လေးလာလောက်ဖြစ်သွားတော့ဆရာဝန်တွေကသူ့မိဘနဲ့တိုင်မင်းလာဒီကလေးလေးကအသက်တော်ရှူနေသေးတယ်အောက်ဆီဂျင်လည်းတတ်ထားတာပေါ့အသက်တော်ရှူနေသေးတယ်ဒါပေမဲ့တီလူနဲ့မချားဘူးပေါ့နော်တီလူလို့ဖြစ်နေပြီအဲ့တော့ဒီတိုင်းမှာဆက်ပြီးတော့ထားမလားအောက်ဆီဂျင်ပိုက်ဖြုတ်ပြီးတော့ပဲသူ့အေးတက်တက်သာသာနဲ့ထွက်သွားခွင့်ပေးလိုက်မလားစသဖြင့်တိုင်မင်းရတာပေါ့တိုင်မင်းရတော့ပထမတော့သူ့အမေလက်မခံသူ့သားလေးကိုဘလို့မှမခွဲနိုင်အောင်လေနော်အသက်လည်းရှူသေးတယ်ဆိုတော့ အမေနောက်တော့သူတို့လည်းတရားစင်စားဆုံးဖြတ်ပြီးတော့လက်ခံလိုက်တယ်ပေါ့လေလက်ခံတဲ့အချိန်မှာသုံးသန်းစင်လာရဘုန်းကြီးတွေပြင်ပြီးတော့နောက်ဆုံးထွက်သက်မတိုင်းငယ်မှာကောင်းရမွန်ရရဖို့အတွက်ကိုတရားတော်တွေနားတယ်ပေါ့ဗျာတရားတွေရွတ်ဖတ်တဲ့ဆယ်တာတွေလုပ်တယ်ပေါ့ဗျာသူကတာတို့မခေါ်နိုင်ဘူးလေနော်ဘာဖြစ်လို့လဲဆိုတော့သူကမျောနေတာ哦အဲ့တော့သူကြောက်အောင်ဆိုပြီးတော့ခြေစီထူပေးရတယ်အဲ့ဒီမှာပြောချင်တာခြေစီထူတာလေး ျွန်တော်တို့ဒီမြဲမမြင်ရတဲ့နားတဲ့အထိရောက်တယ်လို့ဆိုပြီးတော့ဆရာတော်တန်ခါတော်တွေပြောပြရတယ်ကျွန်တော်ကြားဘူးတယ်ဗောလေဒါပါတော့ကြီးစီပထမတစ်ချက်ထူတယ်ဘာမှမဖြစ်ဘူးဒုတိယတစ်ချက်ထူတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့တတိယတစ်ချက်ကြီးစီထူရမယ့်အချိန်မှာအဲ့ဒီတက္ကသိုလ်အကြောင်းသားလေးဘုန်းကြီးတွေဆိုထားပြီးရေးပေးပါရေးပေးပါနောက်ကနေလိုက်လာကြပြီလိုက်လာကြပြီဆိုပြီးတော့ပြီးစင်းလို့ပုံစံတွေပါလောက်တာအဲ့ကတဲ့မောင်ကလေအဲ့အကုန်လုံးကလေအမေတို့ရှိတယ် ဖေးလို့ရှိတယ်စသဖြင့်အဲ့လိုပြောပြီးတော့ရှားဝင်နေပါတယ်ဝိုင်းအောင်လာစိတ်ငြိမ်စည်းလို့ထိုးပြလိုက်ရတယ်ပေါ့လေတရက်နေ့က3လေးရစောင့်ကြည့်ပြီးဆင်းရဲဆင်းခွင့်ပေးလိုက်တာပေါ့သူ့အမေရလည်းအကုန်လုံးလည်းဝမ်းသာဖေးလေးကလည်းဝမ်းသာဘုန်းကြီးလေးကအစဝမ်းသာတာပေါ့နောက်ဆုံးကြီးစီထုခံလေးမှာတက်ပြန်ပြီးတော့ဝင်လာတာဆိုတော့ဒါပါတော့အဲ့ဒါနဲ့အဲ့ဒီចောင်းသားလေးကနောက်ထပ်တစ်လနှစ်လလောက်ကြာတော့သူ့တငယ်ချင်းတွေကိုပြန်ပြောပြတာအဲ့တုန်းကသူဘယ်ရောက်သွားခဲ့တယ်မျောနေနေဘာတွေဖြစ်ခဲ့တယ်ဆိုတာအကြောင်းပြန်ပြီးတော့ပြောပြတာ ဇလန်ဒီမမစာမှာ तू ကမျောပြီးတော့အဲ့ဒီရွာတရွာကိုအဒိုင်ယာကြီးနဲ့ပဲရောက်သွားတာရောက်သွားဆိုတော့နိုးလာတာပေါ့ဗျာနိုးလာတော့သူ့ရဲ့ဘေးနားမှာအဖိုးကြီးနဲ့ဖွားကြီးကရှိလူလေးတဲ့ဘာမှမပုန်နေတဲ့ဘာလို့ရွာရောက်နေတာတဲ့ဒီခြောက်ကဒိုင်ယာကြီးနဲ့ပေါ့နော်မိမျောနေလို့ဒီလူလေးတို့အဖွဲကင်းတော့ဆရာဒီရွာကိုလာပို့ထားတာတဲ့ရွာကလည်းတဲ့ဒီတောဆက်မှာပဲတဲ့သူတို့ကစခန်းကတော့တောထဲမှာတဲ့ ျောက်ကင်းမှသူ့ရှိပြန်သွားပေါ့ဆိုပြီးတော့အဲ့ဖိုးကြီးရဲ့ဖွားကြီးရဲ့အဲ့ဒီတက်ကူသူတောင်းတာပြောတယ်အဲ့နဲ့သူကလည်းဟုတ်ကဲ့ဟုတ်ကဲ့ပေါ့ဆိုပြီးတော့အဲ့ရွာမှာပဲသူတရက်နှစ်ရက်သုံးရက်နေတော့သူ့ရဲ့အနာကလည်းတက်တာပေါ့တက်တာတော့သူကကျွန်တော်တို့ကင်းတော့အဖွဲလည်းပြန်ကုန်ပြီလားမသိဘူးတဲ့တော်ထဲမှာသူတို့ရှိသေးလားမရှိသေးလားလည်းမသိတော့အဲ့တော့ကျွန်တော်လည်းပြန်ကျင်ပြီတဲ့ဒီတော်ထဲကိုတော့မသွားတော့ဘူးတဲ့ကျွန်တော်မြို့ပေါ်ပဲသွားတော့မယ်တဲ့ဒီရွာကတဲ့တောဆန်နားမှာဆိုပေမဲ့ဘယ်နားမှာလဲပေါ့နော် တရွာလုံးကြည့်တော့လဲအကုန်လုံးကရုပ်တီတီတွေနဲ့ဘာရီမှလည်းမသိဘူးတဲ့ဘယ်နေမှမှလည်းမသိဂျွာဆိုင်ပုတ်လည်းမရှိဘူးပေါ့နော်ပြီးတော့ဒီနားမှာဂျွာရှိရလို့လဲတခါမှတို့မသိဘူးပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီတော်ရဲကိုလာခံဒီဒီနားမှာပါရှိတယ်ပါရှိတယ်အကုန်လုံးစုံစမ်းခဲ့ပြီးသားပေါ့ဆိုဆိုပြီးတော့အဲ့ဖိုးကြီးတို့ကပြောတော့ဖိုးကြီးကမဟုတ်ဘူးတဲ့တို့ဒီဂျွာကလူတွေတိတ်မရဘူးပေါ့နော်အဲဒါကြောင့်လူတွေမသိတာတဲ့ ပို့ပေးမယ်တဲ့အခုဒဏ်ရာသက်တော်သွားပြီမလားတဲ့ဒါပေမဲ့တရက်နှစ်ရက်တော့နေပါအောင်စသဖြင့်အဲ့လိုပြောပြီးတော့အချိန်နေဆွဲတာပေါ့ဗျာအချိန်နေဆွဲတရက်နှစ်ရက်သုံးရက်လွန်လာတော့ပေါင်းလင်းကစိတ်ရှိမရှိတော့ညဘညဘဆိုတော့သူ့ထမင်းစားစားစားပြီးတာသူ့အိတ်ခိုင်းတာသူကလည်းညဘဆိုတာနဲ့ထမင်းစားပြီးတာနဲ့လုံးဝမျက်လုံးမမြင်တော့အိတ်ရှင်လာတန်းတန်းတော့ထိုးထိုးပြီးတော့အိတ်တာတနေ့ကျတော့သူကတခုခုတော့တခုခုပဲဆိုပြီးတော့ညဘအဲ့လိုထမင်းအောင်စားကြအောင်ဆောင်ပြီးတော့အိတ်တော့မယ်ဆိုတော့သူက ခံလဲဝင်မြတ်သူအိတ်နေအဲ့ချိန်မှာအဖိုးကြီးနဲ့အဖွားကြီးကခန်းပြန်ရနေသူ့မတက်ရက်ပြီးကြည့်ပြီးနှစ်ယောက်အချင်းချင်းကြည့်လို့ပြောနေတာဒီကောင်လေးကတဲ့သူ့ရဲ့ကုသိုလ်ကံကိုကုံတော့မယ်ပေါ့နော်ဟိုဘက်မှာလည်းသူ့တခုခုလှုပ်တော့မယ်တဲ့တခုခုလှုပ်တော့မယ်ဆိုတော့ဆေးရုံမှာသူ့ရဲ့မျောနေတဲ့ခန္ဓာကိုယ်တခုခုပေါ့ဗျာဒီပိုက်ကိုဖြုတ်တော့မယ်ဆိုပြီးတော့သူ့အချင်းချင်းပြောနေတဲ့ဟာပေါ့ဗျာအဲ့ဒီကိစ္စဖြစ်မှာပေါ့သူမကြခင်နဲ့သူ့ကုသိုလ်တွေကုံလို့ရှင်နဲ့သူ့ရဲ့အကုသိုလ်တွေလာတော့မယ်အဲ့ခါကျရင်နဲ့ သူဒီရွာကနေလုံးဝထွက်သွားလို့မရတော့ဘူးတဲ့ဘာမှမပူနေတဲ့အဲ့ချိန်ကျရင်ငါတို့နှစ်ယောက်ထဲကတစ်ယောက်တော့ဒီရွာကနေထွက်သွားလို့ရမယ်စသဖြင့်ကျွတ်မယ်လွတ်မယ်ပေါ့ဗျာဆိုတော့အဲ့ဒီပုံစံနဲ့ပြောတော့သူကအိတ်ပျော်နေနေတေချာနားထောင်နေနေတဖြည်းဖြည်းကျက်သိမ့်နေပါထားဒါသူသူရောက်နေတာဘယ်နေရာလဲပေါ့နော်လူပုံမှာဟုတ်ရဲ့လားဒါကြီးရောတကယ်ရွာအစ်စ်မှာဟုတ်ရဲ့လားဆိုပြီးတော့ဒီတက္ကသိုလ်ကျောင်းသားလေးကကြောက်ဖျားပါသူကဖျားကျင်လာတာပေါ့အဲ့နဲ့အဲ့နေ့ညရောက်တော့ ညတကောင်ရောက်တော့အဖိုးကြီးနဲ့အဖွားကြီးကသူ့လာပြီးလာကြည့်တယ်။သူ့အရှိပါလာကြည့်သူ့သူ့ပတ်ပြီးတော့ပတ်ပြီးတော့ကြည့်ပြီးတော့တေးကြရဲတေးကြရဲတဲ့အရင်နေ့ညတိုင်းမှာအိပ်ပျော်သွားတယ်။ကဲသွားကြမယ်ဆိုတော့အဲအနာဖွေးပေါက်ကနေဆင်းသွားဆင်းသွားတဲ့ဆိုရင် तू ကလိုက်ချောင်းတာချောင်းတော့ဒီအဖိုးကြီးဖွားကြီးပဲလားဆိုတော့မဟုတ်ဘူး။တရွာလုံးမှာရှိတဲ့လူတွေကအကောင်လုံးအိမ်နေတွေကအိမ်နေတွေကထွက်လာပြီးတော့ဟိုးရွာနောက်ဘက်ကိုရွာနောက်ဘက်တင်းကြိုင်ကိုသူကဟူတီဗီသွားကြ။ ဲ့ယောနာဟိုကတင်ညာရဲ့ရောက်လေရောက်ကောပါလာတဲ့သူ့ရဲ့ဒုတ်တွေဓာတ်တွေနဲ့အချင်းချင်းထိုးကြအချင်းချင်းခုတ်ကြတာပေါ့လုံးဝလူတပ်ပွဲကြီးလိုဖြစ်နေအဲ့နေရာကြီးอ่ะအဲ့နဲ့ तू อ่ะချောင်းကြည့်နေနေမှာ तू อ่ะအတန်ထွက်သွားတာလန့်ပြီးတော့အဲ့ဒီချိန်မှာအဲ့ဒီတက်နေတဲ့လူတွေကတက်ရောက်ကသူ့လှမ်းမြင်လိုက်ပြီးတော့ဟာဟိုကောင်ငါတို့မြင်သွားပြီဒီကောင်ရဲ့ကုသိုလ်လည်းကုန်သွားပြီအကုသိုလ်အကျိုးပေးပြီထင်တယ်အဲ့ဒါကြောင့်ဒီကောင်ငါတို့ရဲ့ ဘဝအဆက်မှန်ကိုမြင်သွားပြီဟေ့ဒီကောင်ကမှခုတ်ကြထိုးကြဆိုပြီးတော့អော်ပြောပါလေអော်ပြောလဲပြောတခြားလူတွေကပါဟေးဟေးဟေးဆိုပြီးတော့ဒီတက္ကသိုလ်ចောင်းသားလေးရှိ ਉਹ ပြေးလာကြတာအကုန်လုံးအဲ့မှာ तू ကလည်းចောင်းဟန်းလာထွက်ပြေးတာ तू ကထွက်ပြေးလေអូတွေကအနောက်ကဓာတ်ရီဒုတ်တွေနဲ့កាន់ပြီးတော့ဓာတ်ရီလေးទွေးတန်တရဲရဲနဲ့အဲ့ဒီအချိန်မှာ तू ကជីစီတန်တစ်ချက်ကို तू နားထဲမှာចားလိုက်တယ်ចားပြီးတော့ तू အမေရဲ့ငိုတန်နေလဲ तू ကចားတယ်အဲ့ဒီအချိန်မှာ ောက်ထပ်အတန်တန်ကြားတာဘာတန်လဲဆိုတော့အဲ့ဂျေးစီတန်အနောက်ကိုလိုက်တယ်ဆိုပြီးအတန်ကိုကြားတယ်အဲ့ဒါကသူကလည်းဘာမှစဉ်းစားမနေတော့ဂျေးစီတန်နားဆွံ့ပြီးသွားဂျေးစီတန်နောက်ကို တောက်လျှောက်ပြေးပြီးလိုက်တာပြေးပြီးလိုက်တော့သူကရွာထိပ်ကိုရောက်သွားဆက်ဆက်ချင်းတော့အဖိုးကြီးကသူ့ပြောခဲ့တာကသူတို့ရွာကတောရဲ့အဆက်မှာရှိရပါဆိုပြီးတော့ပြောခဲ့တာနော်အမှန်တကယ်တော့မဟုတ်ဘူးဗျသူတို့ရွာဟိုးကြောက်ကြီးကမှရှိတာအဲ့ကြောက်ကြီးနဲ့ဟိုးမြေပြင်ကို ဆက်သွယ်ထားကျိုးနဲ့ဆက်သွယ်ထားတာကျိုးတရားနဲ့ဆက်သွယ်ထားသူလှမ်းကြည့်လိုက်တော့အဲ့ထိတ်မှဘုံကြီးတစ်ပါးကြီးစီကြီးစီတန်ထုနေတာအဲ့တန်ပေါ့နော်အဲ့ဘုံကြီးရဲ့ဘီနာမှာလည်းလူတယောက်ကိုသူလှမ်းမြင်လိုက်တယ်အဲ့လူကပဲသူလှမ်းပြီးတော့ဆက်သွယ်စကားပြောနေတာမြင်မြင်လားမြင်မြင်လားအနောက်ကိုလှမ်းမကြည့်နဲ့အနောက်ကိုလုံးဝလှမ်းမကြည့်နဲ့ကြီးစီတန်ကြားရတာပြီးပြီးတတ်ခဲ့ပြီးတတ်ခဲ့ဆိုပြီးတော့ခေါ်တာသူအဲ့နဲ့သူကလည်းဘာမှစဉ်းစားမနေဘူး စဉ်းစားမနေနိုင်တော့ဘူးပေါ့ဗျာအနောက်ကလည်းဒုတ်တွေတိုင်းနဲ့လိုက်နေပြီဆိုတော့ပြေးတာမှမှွတ်နေအောင်ပြေးတာအဲ့နဲ့ तू ကဒီတူရတာတွေပါကြော်သွားတယ်ပေါ့တူရတာကြော်ဟိုထိတ်ကိုရောက်သွားတယ်ဟိုဘက်ကိုရောက်သွားတယ်အဲ့ဖုံကြီးနဲ့အဲ့နောက်နဲ့လူတယောက်ရဲ့ဘေးနားကိုရောက်သွားရောက်သွားတော့မှအဲ့ကြတော့မှအဲ့လူကရပြီတဲ့အနောက်ကိုလှည့်ကြည့်လိုက်ပါဦးသူ့ကိုပြောလှည့်လဲလှည့်ကြည့်လိုက်ပေါ့ရွာဆိုတဲ့ဟာကလုံးဝစုပ်ပြတ်နေတယ်အဲ့လိုတစားပြင်း ပြီးတော့ तू မြင်ခဲ့တဲ့လူတွေဆိုတာကလည်းလူတွေမဟုတ်ဘူးအဲ့လိုမျိုးနေဆန်ညာကအတူတူကဲတယ်ပုံပြက်ပန်းပြက်တွေကြောအကုန်လုံးပြီးတော့အကုန်လုံးကလည်းတောက်တခတ်ခန့်နဲ့အန်တကြိတ်ကြိတ်နဲ့ဒီတက္ကသိုလ်အကျောင်းသားကိုလည်းကဲကဲဒီလိုမျိုးဒီပုံကတဲ့မင်းရောက်နေတဲ့ပုံကလူပုံမဟုတ်ဘူးပေါ့လေဒီနေဆန်ညာကအတူတူကဲပိတ်တာတွေရှိနေတဲ့ဘုံနဲ့အခုတော့တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုပြန်သွားလိုက်ပါအောင်ဆိုပြီးတော့အဲ့ဒီလူကသူ့ဒီလိုမျိုးတက်သားလေးတွန်းလိုက်တာတွန်းလိုက်တဲ့အချိန်မှာသူက သူ့ရဲ့ဒီဆေးဟုံမှာမှာရှိတဲ့ခန္ဓာကိုယ်တွေကိုပြန်ဝင်သွားတာဝင်သွားပြီးတော့ရေထတောင်းတာတို့အနောက်မှာလိုက်လာပြီးတော့အစားဖြင့်ဆက်ဆာချင်းကပြောခဲ့တဲ့အတိုင်းသွားစားတွင်အော်ပါလေရောဒါကတော့သူကောင်းသွားတဲ့အချိန်မှာသူ့တငယ်ချင်းလေးသူ့မိဘတွေသူပြန်ပြီးတော့ပြောပြခဲ့တာပေါ့ဗျာဒီတက်ကလို့အကြောင်းသားတော့မသိဘူးဗျပြောနေတယ်ကျွန်တော်တောင်ဒီကိစ္စကြီးကိုလေပြန်ပြီးပြောပြရင်တော်တော်တော့လန့်နေဗျာတိလားမတော်လို့ဗျာဒီကိလို့ तू ပြေးတာမလွတ်ခဲ့ရင် အဲ့ဒီကြီးစီတန်တာသူမကြားခင်သူ့တဘောကတော့မတွေးရဲစရာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကုသိုလ်ကံကုံတော်ကနဲ့အကုသိုလ်အကျိုးပေးလာပြီဆိုတော့ ਨੇ သူကအဲ့ဒီရွာမှာနေရမှာအဲ့ဒီရွာမှာသူနေပြီဆိုတော့အဲ့ဒီရွာထဲမှာရှိတဲ့လူတယောက်ကကြွတ်မှာပေါ့ဗျာသူတို့လူစားလဲတဲ့တဘောပေါ့ဗျာသိရမလားကြောက်စရာတော့ကောင်းပါတယ်ဘလို့ကြီးမှန်းကိုမသိဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြိုင်းနေတတ်တယ်ဆိုရင်လည်း subscribe လုပ်ပြီးနှိခဲနိုင်ပါတယ်ခင်ဗျာ